လောကကြီးတစ်ခုလုံးစัจ java လာတစ်ခုလုံးမှာထူးခြားလာတဲ့သရဝါမျိုးစုံကိုမြတ်စွာဘုရားတမာရိစွာနဲ့အကုန်လုံးကြည်ဘူးတဲ့เนาะတယံပညာသစ္စိကတ္တဝပဝေတိမိသို့တော်မြတ်စွာဘုရားမြင်တိုင်းအကုန်ဟောသလားလို့ဆိုမဟောဘူးဘာလို့မဟောလဲဆိုရင်လူဆိုတာယုံတဲ့လူရှိတယ်မယုံတဲ့လူရှိတယ်မယုံတဲ့လူတွေအတွက်အလကားသား အပြစ်တွေဖြစ်မှဆိုလို့လက်ဆောင်ပြတတ်သိပြနိုင်မှာပဲဟောတယ်တချို့မဟောဘဲနဲ့ထားဥပမာမယ်ရှင်မမောကလံကိုရောမြာခေစကုတ်တောင်ဆောင်ကနေအဖော်ဖြစ်တဲ့ရှင်လက္ခဏာနဲ့အတူရာဇဂျုံမြို့ထဲဆွမ်းကံဝင်မှုတောင်ပေါ်ကဆင်းလာတဲ့အခါမှာကောင်းကင်ယံမှာကဲပါယူပါနဲ့ အဟိညင်းညူနေတဲ့သရဝါတကောင်ရဲ့အတန်ကိုကြားတဲ့အခါကောင်းငင်ကိုမော့ကြည့်လိုက်တယ်မော့ကြည့်တယ်ဆိုပေမဲ့ပဂရိမျက်စိရဲ့မြင်ကွင်းနဲ့မြင်တာမျိုးမဟုတ်ဘူးကောကောင်းငင်ရန်ကသရဝါတွေဟာသူ့ရဲ့အသိဉာဏ်ထဲမှာဒီတယ်လီဗီးရှင်းထဲမှာရုပ်ပုံလွှာကြီးပေါ်လာတယ်လို့ပေါ်လာဘာကြီးပေါ်လာတယ်လဲလို့ဆိုရင်အယိုးစုပြိတ္တာကြီးစကယ်တန်ကြီးပေါ့နော်အယိုးပဲရှိတယ် အသားလုံးဝမရှိဘူးအရေလုံးဝမရှိဘူးအဲ့ဒီအယိုးကြီးဟာကောင်းကင်ပြန်ပြီးတော့သရဝါကြီးတကောင်ဟာအယိုးတွေနဲ့တိဆောက်ထားတဲ့သရဝါကြီးတကောင်ကိုငှက်တွေကဝိုင်းဝန်းပြီးတော့ထိုးစိတ်နေတဲ့အခါမှာအော်ဟစ်မြင်းညူပြီးတော့ရုံးကန်ထွက်ပြေးနေတဲ့ပုံတံတန်းကိုရှင်မောဂလန်ဟာတွေ့ရှိအဲ့လိုတွေ့ရှိတဲ့အခါရှင်မောဂလန်ကပြုံးလိုက်တယ်အဲ့ဒါပြုံးတာကို နောက်ကနေအတူတကွစကားပြောရင်းလိုက်လာတယ်ရှင်မောကလန်ရဲ့ပြုံးသွားတဲ့အမူအရာကိုကြည့်တော့ရှင်လက္ခဏာမေးတယ်ရှင်မောမောကလန်ဘာကိုပြုံးတာလဲလို့မေးတော့ရှင်မောကလန်ကဒီမေးခွန်းဒီနာမမေးနဲ့အောင်ဆွမ်းကံပြန်တဲ့အခါမှာဖယားရှင်ရောက်မှာပဲမေးပါလို့ဒီလိုပြောထားဆွမ်းကံတူတူသွားကြဆွမ်းမခံဆွမ်းမစားပြီးတဲ့နောက်နေတရာမှာနေလို့အလုံး နေ့လေကုံဆုံးလို့ညနေပိုင်းရောက်တဲ့အခါမှာနှစ်ပါးတူတူဖះစီကိုသွားကြ။သွားတဲ့အခါမှာမေးချင်တို့တို့အောက်နေရတဲ့ရှင်လက္ခဏာဖះစီရောက်တဲ့အခါမနေ့တုန်းကတောင်ပေါ်ကအစင်ကိုတော့ပြုံးတာဘာလဲဆိုတာကိုဖះရှင်မမေးတော့အဲ့ဒီမှာသူကပြောပြ။ကောင်းကင်ရံမှာတဲ့ငှက်တွေကထိုးစိတ်နေလို့အော်ဟစ်ညင်းညူနေတဲ့အယိုးစုပြိတ္တာကြီးကို သူမြင်ရတယ်ပေါ့။ အဲ့ဒီကောင်းကြီးကိုမြင်လိုက်တဲ့အခါမှာငါတို့ဟာဒီလိုဘဝမျိုးကလွတ်ရပြီလို့စိတ်ထဲမှာကျေနပ်တဲ့အပြုံးနဲ့ပြုံးမိတာအဲ့ဒီနေရာမှာရှင်မမဂ္ဂလံဟာဘာကြောင့်ပြုံးတာတုံးဆိုတာအယောစုပြိတ္တကြီးကိုမြင်လို့ပြုံးတာမဟုတ်ဘူးအယောစုပြိတ္တကြီးကိုမြင်ပြီးတဲ့နောက်မှာငါတို့ဟာဒီလိုဘဝမျိုးကလွတ်ရပြီဒေါကမှာအလွန်ထူးဆန်းတဲ့သရဝါတွေရှိနေတယ်ဆိုတော့သိရှိပြီးတော့ ဒီဘဝမျိုးကတို့လွတ်ပြီဆိုတာကိုရှင်းနှက်အားရတဲ့အပြုံးမျိုးနဲ့ပြုံးတာလို့ဆိုတော့မြတ်စွာဘုရားကထောက်ခံပြီးတော့ပြောတယ်ဟုတ်တယ်ဒီတတဝါကြီးကိုငါခုမှခုမှပြောရမယ်တဲ့ငါဘောဓိမန္တန်မှာဘုရားဖြစ်စကလေးကလောကကြီးတစ်ခုလုံးကိုရှုစားကြည့်ရှုတဲ့အခါဒီလိုထူးဆန်းတဲ့တတဝါကြီးတွေမြောင်များစွာငါတွေ့တယ်ဒါပေမဲ့ဘု து ကူမှဒီအကြောင်းငါမပြောခဲ့ဘူးဘူး ဘာဖြစ်လို့မပြောသလဲလို့ဆိုရင်ငါပြောတာကိုမယုံကြဘူးဆိုလို့ရှင်အကျိုးမဲ့ဖြစ်ကြမှာဆိုလို့သူတော်ဘာရဲ့စိတ်ဓာတ်ကိုကာကွယ်တဲ့အနေနဲ့မြတ်စွာဘုရားဘုသူ့မှာမပြောခဲ့တာမှန်တယ်အေးအခုတော့မောဂလန်တသက်ထူမဲ့ပုဂ္ဂိုလ်ရှိပြီငါတဦးတည်းမြင်တာမဟုတ်ဘူးမောဂလန်လည်းမြင်တယ်ဆိုတော့ငါပြောမယ်တဲ့အဲ့ဒီတန်တော်ကြီးဟာတခြားမဟုတ်ဘူး လူဘွားတုန်းကရာဇဂျိုမြို့မှာနွားသက်သမားဖြစ်ခဲ့တယ်။နွားသက်သမားဖြစ်ပြီးတော့တသက်လုံးနွားတွေကိုตัดဖြတ်ပြီးနော်နွားတွေကိုตัดဖြတ်ပြီးတော့အမဲသားရောင်းချတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။အဲဒီလိုဖြစ်ရကနေနွားသက်သမားဘဝကတည်တဲ့အခါငရဲကြသွားတယ်။ငရဲမှာနှစ်ပေါင်းများစွာခံကြပြီးတဲ့အခါငရဲကလွတ်လာတာဟောဒီပြိတ္တာဘဝရောက်လာတာတဲ့။ငရဲကလွတ်လာတော့ ဘာကြောင့်ပြိဋ္ဌဖြစ်တယ်လဲလို့ဆိုလို့ရှိရင်လူဆိုတာကိုယ့်ရဲ့မြင်ကွင်းနဲ့အလားသဏ္ဍာန်တူတာမျိုးဖြစ်တယ်။နောတတ်တဲ့ပုဂ္ဂိုလ်ဟာအမြဲတမ်းအသားနဲ့အယူ ခွဲခြားပြီးတော့မြင်နေတာ။နောရကောင်လုံးကိုဖြစ်လိုက်တဲ့အခါမှာနောယိုးတွေအမဲယိုးတွေပဲမြင်နေ။အဲ့ဒီအမဲယိုးတွေဟာသူ့မျက်လုံးထဲကအမြဲတမ်းမြင်ကွင်းကြီးထဲမှာရှိနေ။ဒါကြောင့်မို့ ငရဲကလွတ်လပ်တဲ့အခါမှာအဲ့ဒီမြင်ကွင်းကစိတ်ထဲမှာစွဲနေတာမလွတ်သေးဘူးအဲ့ဒီမြင်ကွင်းကြီးအတိုင်းပဲသူ့မှာလည်းပဲအယိုးတွေကြီးပဲဖြစ်လာတယ်အသားမပါတဲ့သရဝါကြီးသို့တော်ဒီအယိုးတွေဟာဒီ sensation ရှိတဲ့အယိုးတွေဖြစ်လာဖြစ်ရင်နားတယ် sensitive ဖြစ်တဲ့အယိုးကြီးတွေအဲ့ဒါလို့ sensation ရှိတော့ဒီပြိတ္တာကောင်းကြီးကိုမြင်ရတဲ့ ူကိုနှိပ်ဆက်ညှဉ်းပန်းတဲ့တခြားတရဝအကောင်ကြီးတွေကသူ့ခန္ဓာကိုတမင်တက်တက်လိုက်ပြီးတော့ထိုးဆွားနှိပ်ဆက်တာသူဟာအော်ဟစ်ညင်းညူပြီးတော့ဒုက္ခခံနေရတယ်ဒီတတ္တဝါကြီးဟာနွားတတ္တမဘဝကနေပြီးတော့ငရဲကြငရဲဘဝကနေလွတ်လာတဲ့အခါအခုပြိတ္တဘဝရောက်နေတာလို့မြတ်စွာဘုရားသူ့ရဲ့စကြောင်းကိုဖော်ပြ